ဘေမိတာရမင်းကြီးရှိသွားတဏှဟုတ်တင်တဲ့အခါဘေမိတာရမင်းကြီးကချက်ချင်းပဲမြင်းစီးပြီးတော့လိုက်လာတယ်။เนาะအဲ့ဒီအားကိုဒီပပ္ပစ္စာတုတ်တံမှာဖော်ပြထားတယ်။မင်းကြီးကပြောတဲ့ထဲမှာပါတယ်။ဘေမိတာရမင်းကြီးကရုပ်ရည်အစင်းအမတမလှပပြီးသူနဲ့တတ်တူရွယ်တူမတိတ်မရင် ရန်တော်လေးကိုတွေ့တဲ့အခါမှာစိတ်ထဲမှာခင်မင်လို့ဒီမှာတူတူနေကြရအောင်တိုင်းပြည်ကိုတဝက်ခွဲပေးပါမယ်တူတူနေရအောင်လို့ဆိုပြီးတော့ဖိတ်ခေါ်တဲ့အခါမှာလက်မခံမျိုးရိုးမေးတဲ့အခါကျတော့ဟိမွန်တာတောင်ချေကတိုင်ကဝင်းမင်းမျိုးကလာတယ်ဆိုတာကိုသူပြောပြအနေနဲ့ပြောတယ်အဲ့ဒါလို့ ါပိစ္ဆာတုတ်တံမှာဖော်ပြထားတယ်ပြီးတော့ဒီလိုဖះလောင်းတော့တောထွက်လာခဲ့တယ်ဆိုတာအသေးစိတ်ဖော်ပြထားခြင်းမရှိပြီမဲ့လို့မဟာသစ္စကတုတ်တံမြတ်စွာဘုရားကိုယ်တိုင်ပြန်ပြီးတော့စัจချံပြန်ပြီးတော့ပြောထားတဲ့စကားတွေရှိတယ်ခုခေတ်နေနဲ့ပြောရဆိုရင် အော်တိုဘိုင်ယိုဂရဖီလို့ပြောဖျားကိုယ်တိုင်ပြန်ပြောတာအထက်ကရာတွေကဖွင့်ပြီးတော့ရေးတဲ့စကားမဟုတ်ဘူးဖျားကိုယ်တိုင်ပြန်ပြီးတော့ပြောထားတဲ့စကားရှိတယ်သူတန်တနာပေါင်းဝင်လာတဲ့အရွယ်နဲ့ဒီရမ်းဖြစ်လာပုံအချင်းရာပြောပြထားတယ်အဲ့ဒီတစ္ဆကကြီးနဲ့တွေ့တဲ့အချိန်မှာပြန်ပြီးတော့ပြောထားတယ် အဲ့ပြန်ပြောတဲ့ထဲမှာဘာပါလာတော့ပြန်ပြောပုံလေးကိုပြန်ကြည့်မယ်ဆိုရင်သူဟာတရားဥတရားမြတ်မရခင်အချိန်တရားဥတရားမြတ်ကိုရှာပွေးနေတဲ့မင်းသားဘဝမှာတဲ့ဘာစဉ်းစားမိတုံးဆိုတော့တမ္ပါတော်ခရဝတော်မိသားစုနဲ့နေတဲ့ဘဝဟာ အလွန်ကျင်းမြောင်းတယ်ကြက်တဲတယ်ကျင်းကြက်တယ်မွန်ကြက်တယ်ပေါ့မိသားစုကိစ္စတွေဘုကိစ္စဒီကိစ္စတွေနဲ့မွန်ကြက်တယ်တရားအားထုတ်ဖို့အခွင့်အရေးမရှိဘူးလွတ်လွတ်လပ်လပ်စဉ်းစားဖို့အခွင့်အရေးမရှိဘူးရစာပထောလောဘတွေဖြစ်ရတယ်ဒေါသတွေဖြစ်ရတယ်ကိလေသာတွေဖြစ်ရတယ်မိသားစု life ဆိုတာမွန်ကြက်နေတာပဲ အဘောကတော့ပပိစ္ဆာယဟံဘဝတိတာလင်းတကယ်ကိုလွင်မြင်ကြီးပဲလွတ်လပ်တယ်လို့ဆိုတာလွင်မြင်ကြီးနဲ့အလားတရာတူတယ်နာယိထံသူကရံအခါရံအစ္ဆဝတ္တမိသားစုဘဝနဲ့နေတဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့ဟောဒီဗြဟ္မစရိယဆိုတဲ့ မြင့်မြတ်တဲ့အကျင့်ကိုကျင့်ဖို့ဆိုတာပြည်ပြည်ဝဝကျင့်ဖို့ဘလို့မှမလွယ်ကူဘူးပြည်ပြည်ဝဝကျင့်ဖို့မလွယ်ဘူးဒါကြောင့်မို့လို့ဆံမုံစိတ်ရိပ်ပယ်ပြီးတော့ဖိုင်ရင်စွန်းတဲ့အဝတ်သင်္ကန်းကိုဝှက်ယုံပြီးမိသားစုဘဝကနေပြီးမိသားစုနဲ့မနေတဲ့ဘဝကိုပြောင်းရရင်ကောင်းမှာပဲဆိုတဲ့အတွေ့အကြုံပေါ်လာခဲ့ဘူးတယ်လို့ဟုတ် ဒါကဘုရားကိုယ်တိုင်ပြန်ပြီးတော့မိန့်ချတဲ့စကားတစ်ခုအဲ့ဒါလို့တွေးပြီးတော့ဆုံးဖြတ်ချက်ချလိုက်တယ်ဒေါထက်ခန်းဆိုပြီးတော့ဘုရားရှင်နေမှာရေးတာပေါ့ဒေါထက်တယ်ဒေါထက်တယ်ဆိုတာ renounce လုပ်တာပဲမိသားစုဘဝကိုဆုံးလိုက်တယ်ဒီဘောဥစားတွေအလုံးကိုစွန့်လိုက်တယ်အခွင့်အရေးတွေအလုံးကိုစွန့်တယ်စွန့်ပြီးတော့တရားဓမ္မရှာဖွေမယ် ငြိမ်းချမ်းတဲ့ဘဝကိုရှာဖွေမယ်။အမှန်တရားတွေကိုသိအောင်ကြိုးစားမယ်ဆိုရင်ဘဝမျိုးထွက်ခွာလာ။အဲ့ဒီမှာမြတ်စွာဘုရားကသူသာသနာပေါင်းဝင်ရောက်လာပုံရဟပြုလာပုံနဲ့ပတ်သက်ပြီးဆက်ပြီးဗာပြောတော့ဆိုအကာမကန္နံမာတာပိတုနံအတုမုခန္နံရုဒ္ဒန္တနံဆိုတဲ့စကားလေးပါ အကမကနာမတာပိတုမိဘတွေကသူ့ကိုသင်္ကန်းမိုးစေခြင်းမူဘုန်းကြီးမဖြစ်စေခြင်းမူလိုလားမှုမရှိဘူးဒီဘဝမျိုးမိဘတွေကမကြိုက်ဘူးအဲ့ဒီမလိုလားတဲ့မိဘတွေဟာအတုမုခရဏမမြဲရည်တွေနဲ့ရုထန္တနှုတ်ကလည်းထုတ်ပြီးတော့ အပန်ထွက်ပြီးတော့ငိုကြွေးနေကြတာလေးဒီလိုလှုပ်သွားတာကိုမကျေနပ်နိုင်ကြဘူးအဲ့ဒီလိုငိုကြွေးနေတဲ့အချိန်မှာပဲဆံမုတ်စိတ်ပယ်ပြီးသင်္ကန်းဝတ်ခဲ့တယ်လို့မြတ်စွာဘုရားဒီလိုပြန်ပြောဒီနေရာလေးမှာနိုင်ငံသားသာဆက်ဖတ်တဲ့ပုံကိုယ်တွေကမြန်မာတွေတွေးတယ်လို့မတွေးဘူးမြန်မာတွေကတော့ထက္ကရာဆရာတွေရှင်းလင်းချက်အတိုင်း ဖះလောင်တော်ထက်တာဟာဒီညာကြီးတကောင်တိတ်တိတ်ထွက်လာတာဆိုတော့မိဘတွေငိုးနေတုံထွက်လာတာမဟုတ်ဘူးသူတို့ကမိဘတွေငိုးနေတုံထွက်တာမဟုတ်ဘူးညာကြီးထွက်တာလည်းမဟုတ်ဘူးမိဘတွေငိုးနေတုံအိမ်ကနေဇွတ်ထွက်လာတယ်လို့သူတို့ကဒီလိုယူဆတယ်ဒီစာပိုက်ကြည့်မယ်ဆိုရင်လည်းပဲအဲ့ဒီပုံစံမျိုးဖြစ်တယ်ပေါ့သို့တော်လည်းပဲဖြစ်နိုင်တာ ဖះလောင်ထွက်သွားတယ်ဆိုတာမနဲ့သိလိုက်တဲ့အချိန်မှာသူတို့မဖြစ်စေချင်တာဖြစ်လို့မိဘတွေဟာငိုးချမ်းရစ်တယ်လို့ဒီလိုလို့ပြောလို့မရဘူးလားဆိုရတယ်